မင်္ဂလာပါအဲကျွန်တော်တို့နေ့စဉ်ပြောနေတဲ့အထဲမှာအဲဒီလိုစာကြောင်းဒီလိုစကားပြောလေးတွေကအဲဒါလေးမလေးလာထိုင်ဘယ်လိုပြောရမှန်းမသိဘူးနော်အဲကြောင့်မို့ကျွန်တော်တို့ဒါလေးလေ့လာကြည့်အောင်နည်းနည်းလေးပါအဲပြီးတာရေးလဲပြီးပါစေတော့ဆိုလို့ရှင် let by guns be by guns လို့ပြောတယ်နောက်တစ်ခု saw လေးကောင်းလေးမြန်လေးကောင်းလေးပေါ့နော်အဲ့ဒါကို the sooner the better လို့ပြောတယ်နောက်တစ်ခုမင်းကစီကိုလမ်းကြုံမလားပေါ့နော်မင်းက ငါအိမ်ဘက်ကိုလမ်းကြုံအောင်မလားငါငါတို့လမ်းဘက်ကိုလမ်းကြုံအောင်မလားပေါ့နော်အဲ့လိုပြောခြင်းနဲ့ဆိုရင် are you going my way လို့ပြောတယ်နောက်တစ်ခုကောင်းကြိုက်တာ i have a headache ပေါ့နော်နောက်တစ်ခုငါမင်းကိုစိတ်ကုန်နေဆို i'm i'm fed up with you fed up ဆိုတာစိတ်ကုန်တော့ပြောတော့ပေါ့နော်နောက်တစ်ခုချင်းလုံးကစားတော့ play game ball လို့ပြောတယ်နောက်တစ်ခုတကူကောင်းမဆန်နေဆိုရင် don't be selfish ပေါ့နော်နောက်တစ်ခု reliable ဆိုတာယုံကြည်စိတ်ချတာကိုပြောတာ j e l o u s ဆိုတာမနာလို့တော့ပြောတာပေါ့နော်နောက်တစ်ခုတပည့်ရကို second hand လို့ပြောတယ်သုံးမိတာပေါ့နော်